မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေများအားလုံးကိုစိတ်နှပါကျမ်းချမ်းသာပါစေလို့မြတ်တာပို့ပါရရှင်ဒီနေ့တော့ကျမစိတ်မိတဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်ဆရာမမဆန်တာရဲ့မှားတော့မှားတယ်ဆိုတဲ့ဝတ္ထုလေးပါမြတ်တရက်ခန့်ညနာတစ်ခုကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကို Like ခံ Subscribe လေးလုပ်ပေးပါဦးနော်တောင်းမှန်ကျင်တာတခုလည်းရှိပါတယ်။ကျမကတခြင်းမဆိုတတ်တော့ဝတ္ထုထဲမှာပါတဲ့တခြင်းစာပိုက်လေးတွေကိုကြော်လိုက်ပါတယ်နော်။ စုပြနိုင်ရင်ကျမရဲ့မိတ်ဆွေတွေစိတ်ညစ်သွားမှစုလို့ပါရှင်။မှားတော့မှားနေ။အသက်ကြီးတာများဘာစုဘာမှမကောင်းတော့ဘူး။ဖန်တီကုံရှေ့တွင် ထိုင်ပြီးလေတိုင်းဒေါခင်မီချောသည်သူ့ကိုယ်သူကြည့်ပြီးစိတ်ပြက်ရတတ်လေသည်။အရွေးကြီးကောင်းချင်းဟုသမားကိုလှင်မြန်စွာ ဖြတ်တန်းခဲ့ရပြီးအရွေးကြီးမကောင်းချင်းများကိုသာ ပိုင်ဆိုင်နေရသူတဦးဖို့အရာရာသည်ဘာမှမကောင်းတော့ကြည်။မျက်စိကမှုန်သည်၊စပင်ကဖြူသည်။ ဖြူယုံပင်မကတကြွတ်ထဲကြွတ်ခါချဲလာသည်သည်အသားတွေကတော့ပြော့လာသည်ပါနှစ်ဖက်ပေါ်တွင်မုံမို့ကလေးရှိနေရမည်အသားများကဘလို့ရော့ကြပြီးမင်းစည်းအောက်တွင်တွား၍စုနေလေသည်မသိပါးကပိန်ပြီးမင်းစည်းရနှစ်ထပ်ဖြစ်လာသည်အရေးကုန်နေရာလဲရခင်ကလိုတင်းမနေတော့ပြီခက်ရော့ရော့နဲ့ပြော့ကြပြီးအရေးချောင်းလေးတွေပင်ရစ်ပြီးထင်နေပြီဖြစ်သည်မမေလဲသိပ်ပြီးအုံနေပြီးထင်မရဲ့သမီးရဲ့ တခါတရံတော့သမီးကြီးခင်သက်မော်ကိုညီးပြောလေးပြောမိတတ်သည်ဟာအမေကလည်းမအိုးပါဘူးအမေတငယ်ချင်းတွေကိုပြန်ကြည့်အမေလည်းစိုးတဲ့သူတွေကြီးပဲခင်သက်မော်ကတော့သူ့မိခင်ကိုအပြတ်အသတ်အားပေးရှာသည်မဟုတ်ဘူးသမီးရဲ့မနေ့တုန်းကအမေပစွန်တောင်ဈေးပဲရောက်တယ်ခင်းညင်သေးတယ်တော်တော်ကိုအိုရုပ်ထွက်နေပါပြီအမေကသူ့ကိုအမေတဲ့အသက်ကြီးမယ်လို့အမေကတေချာပေါက်ထင်တာဒါပေမဲ့သူကဖေးတလုံးယူမယ်ဆိုရင်900ဈေးနဲ့ပေးလိုက်ပါမယ်အမေရဲ့ အတော်ပင်စိတ်ညစ်လက်ညစ်ဖြစ်နေရန်ရှိသောမိခင်ကိုကြည်ရင်ခင်သက်မော်ဟာခစ်ခနဲရဲမိသည် အမှန်စင်စစ်သူ့အမေသည် အသက်60မို60လောက်အိုတော်လဲ80ထင်ရလောက်အောင်တော့မအိုစားရပါတချို့ကလည်းမျက်နှာကိုတခြားမကြည့်ဘဲရမ်းပြီးခေါ်လိုက်တာပါအမိယာဟုတ်ပါရဲ့ဟင်ငါလည်းတနေ့တခြားဝါလာလိုက်တာတိတ်မြောင်ဝါနေပြီလားမသိဘူးဟုတ်သည်ဒေါခိမီချောခင်ဗျာအစားအသောက်ကိုလည်းပို့မစားရဘဲနဲ့တဖြည်းဖြည်းဝါလာသည်ရဆိုးလာသည် အဲ့ဒါကတော့သူတကယ်ဝါသလောက်သူ့ကိုဝါတည်ဟုမထင်ချင်းမင်ဖြစ်လေသည် ကြည်လီတခါတရံအင်ကြီးစင်ရောက်၍အင်ကြီးလေးတထယ်လောက်ကိုဆက်မျက်စိအကြီးကြပြီးဒီအနေနဲ့ဆိုရင်ငါနဲ့အတော်လောက်ပဲဟုယုံကြည်စိတ်ချစွာဝယ်ယူလိုက်မိတဲ့ကြက်တီမှာတော်တော်ကြီးကိုကြံ့နေတတ်သည်ထို့ကြောင့်သူ့တော်ဝယ်လာသောအင်ကြီးများသည်ခင်သက်မော်အတွက်သာဖြစ်သွားတတ်သည်သမီးကြီးခင်သက်မော်ကမမေကြီးမမေတို့ ready made တထဲဝယ်လာတယ်ဟုပြောပြီးထုတ်ပြလိုက်ရင်မူဒခင်မီချောက ူ့ရင်ဘက်ကိုသူဖိပြီးအမလီဒီလောက်ကြီးတဲ့ဟာကြီးမမင်းနဲ့တော်ပါမလားတမီးရဲ့ဘယ်ဟစင်မကြီးကိုအတိုင်းယူပြီးချုပ်ထားတာကြီးလဲဟုပြောတတ်သည်တမီးကဝစ်ကြည့်လိုက်ပါအောင်အမီရဲ့ဟိုအတင်းတိုက်တော့မအင်တင်တင်နဲ့ဝစ်ကြည့်လိုက်ရင်သူနဲ့အနေတော်ကွက်တိဖြစ်နေတတ်နေသည်ငါဒီလောက်ပဲဝါနေပြီလားဟဲ့သူကသူနဲ့တိုင်းချုပ်ထားသလိုဖြစ်နေတတ်တော့အင်ကြီးပေါ့ပွားကြီးများကိုကြည့်ရင်ငိုချင်စိတ်ပေါက်မိရှာသည်အရင်တော့ငါချုပ်ထားသည်မြတ်အင်ကြီးများသည်လည်းအကြက်ကြီးကြက်ကုန်ပြီဖြစ်သည် အပြင်ထွက်မြေကြံလေတိုင်းပလေဓာတ်တစ်ချောင်းအလျင်ရှာပြီးအင်ကြီးပေးနာတွေဖြည့်နေရသည်အခုတလောပိုဆိုးနေသည်ဝါဝင်ကံကနီးပြီမို့ဝါချွတ်တီထိမဆောင်ဆိုင်နိုင်ကြသောဇုံတွဲများကခတ်သွက်သွက်ခတ်တုတ်တုတ်လက်ထွက်နေကြသည်အင်းရလေးမှာတမျိုးစီရိုနာမှာတသွဲတန်တီးဒုက္ခမှာတနည်းမဟာစီမှာတဖုံအမျိုးမျိုးအစုံစုံဆင်နွှဲနေကြသည် ူဟာလဲဆွေမျိုးမှုသူဟာလဲတငယ်ချင်းသားသမီးမှုသူဟာလဲတပြည့်သားမီးမှုစသည်စသည်ဖြင့်မတော်မဖြစ်ကောင်းသောမင်္ဂလာပွဲများကြီးဖြစ်နေပြီဒေါခင်မေချောခမရရှိစုမဲစုအင်ကြီးလေးများကိုဝစ်ကြည့်လိုက်ပြန်ချွတ်လိုက်ဘေးနားတွေဖြည့်လိုက်နှင့် အလုတ်အရှုပ်ကြီးရှုပ်နေရရှာသည်သူများတွေကတော့မตาတစ်ခေါက်ចောင်းဆယ်កောက်တဲ့ကျမတော့မင်္ဂလာဆောင်တစ်ခေါက်ចောင်းဆက်တစ်ခေါက်လို့ထပ်ပြီးဖြည့်ခြင်းတယ်ဟာမဖြစ်လို့လဲ ဒေါက်ခင်မီချောကြီးစကားကိုကြားတော့ဥမမောင်တွေအတော်အံ့ဩသွားသည်အရင်တော့ကကျမပိမ့်ပိမ့်လေးနော်အေးလီအခုတော့ဝှားလာလိုက်တာအင်းလေအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမှာလဲတရားသဘောကိုစင်ကြယ်မိတာပေါ့အော်လောကကြီးမှာဘာမှမမြဲပါလားပိမ့်ချင်းဟာလည်းမမြဲပါလားလို့လေအော်အော်အင်းကြီးဝေစားတက်တက်လွင်လွင်တောက်တောက်ပပဝေပြီးမှန်ရှိမှရဲမိပြန်တော့လေကိုငငယ်တော့နဲ့ဘလို့မှမတူတဲ့မိမဝဝကြီးကိုမြင်ရပြန်ရောအေး ဥမောင်တွေမျက်ခုံးပြင်သွားသည်ဒီတော့လဲအဲ့ဒီဝါတော်ကိုပဲကြည်ပြီးဩအနေဆအနေဆဘာဆိုဘာမှမမြဲပါလားလှပခြင်းငယ်ရွယ်ခြင်းနှုတ်နယ်ပြုတ်မြင့်ခြင်းဆိုတာဘာမှမမြဲပါဘူးလှပခြင်းငယ်ရွယ်ခြင်းနှုတ်နယ်ပြုတ်မြင့်ခြင်းဆိုတာဒီဟာလေအချိန်နဲ့တူပြောင်းလဲကုန်မှာပေါ့လားပျက်စီးကုန်မှာပေါ့လားဟုဆင်ခြင်ပြပြန်တာကလည်းတရားပဲပေါ့ဩမချောမချောလူဝတာမချောတော့တာအပြောလေးကတော့ချောနေတာပဲဥမမောင်တွေရဲ့စိတ်ထဲမှာပြောသည် နှုတ်မှအတန်ထွက်ရတော့မပြောဘူး။ရံဖြစ်ရနေပြီ။သို့တော်လေဝါသနာကို တားမရတော့နည်းနည်းတော့အငေါ်တူးလိုက်မိသည်။မင်္ဂလာဆောင်ရောက်ပြန်ပြီးသူတို့သမီးလှလှလေးကိုမြင်ပြန်တော့လေ။အော်အနေဆာအနေဆာငါလည်းတစ်ချိန်တော့ငါတင့်လို့ပဲလှပခဲ့မှုတယ်။တင်လေတချိန်ကြလင်ငါလိုပဲဝါရလေဦးမြီးဟုစင်ကြနှလုံးသွင်းမိတာလည်းတရားပဲပေါ့နော်ဟုပြောသည်ဒေါခင်မီချောရတဲ့ချက်ဆိုရင်တစ်ခွက်ကမိတောက်ပြီးသားဖြစ်ပါသည် သူ့ကိုအငေါ်တူးပြီဆိုတာကိုသိလိုက်တော့ခက်ချိုချိုလေးပြုံးရင်းခွက်ဆောင်ပြန်ခုတ်သည်ဟုတ်တယ်သူတို့သားချောချောလေးမြင်ပြန်တော့လေ။အော်ငါ့ယောက်ျားလည်းအရင်တော့ကဒီလိုပဲနုပြိုခဲ့ချောခဲ့ပါလေ။အခုလိုကကြေးချောင်းနိုင်လာတဲ့ထိတ်ပြောင်ပြောင်ပိုက်ချွဲချွဲအဖိုးကြီးမဟုတ်ပါလား။အင်းအနေဆာအနေဆာမမြဲတဲ့တရားတွေပါလားလို့တွေးမိပြန်ရော။သူတို့နှစ်ယောက်စလုံးဤမျက်နှာတွေကခက်ပြက်ပြက်ခက်မှုံမှုံဖြစ်လာပြီးဆိုတော့တမီးကြီးခင်တဲ့မောင်က အမေတို့အဖေတို့ကလည်းလေဟုညီးမိရှာသည်ဒီလိုဆိုမနှက်ဖြန်ကြရင်တရားရစရာပွဲကနှစ်ပွဲတောင်ဆက်နေတာနော်ဟုအတင်းဝင်ပြီးစကားလွှဲသည်ဟုတ်သည်နှက်ဖြန်ကြလေမင်္ဂလာဆောင်ကနှစ်ပွဲဆက်နေသည်တပွဲကအင်းရလိတ်မှဖြစ်ပြီးနောက်တပွဲကတော့စီတိုးနားမှဖြစ်လေသည်အင်းရလိတ်ပွဲကတော့ဘုတ်တီရှုတီနဲ့ထွက်လာမှသိကြတယ်စီတိုးနားပွဲကျတော့အဖေတို့အမေတို့စိတ်ကြိုက်မြမဆန်ဆန်ကြက်တီရှိရှိလေးတွေတွေ့ရမှာရန်ဖြစ်ရန်တာဆူနေသောစိတ်အာယုံသည်နှက်ဖြန်ဆိုသောအချိန်စီတို့ ရုတ်တရက်ဝဲပြန်သွားမိလိုက်ကြသဖြင့်ခင်သက်မော်စကားလွှဲရကျူးနှက်သွားလေသည်မင်္ဂလာဆောင်အချိန်နဲ့နေရာတွေကိုလက်မှတ်ထားအောင်နော်အမီတို့ကမှတ်တတ်လုံးလုံးအင်းမှတ်တတ်တာတော့ပြောမနေပါနဲ့တော့ဥမမောင်တို့ရဟာကနေရေတော့တခင်မီချော်လဲပြန်တွင်းရေချင်းလာသည်သူ့အမေခေါ်လိုက်တော့ခဲညင်သည်တဲ့ကို၎င်းဥမမောင်တွေကိုတော်တော်ကတ်တတ်တက် ပြောရန်ကိုတော့၎င်းခိတ္တမြာမိသွားလေသည်သူတို့မှားသည်ရတော့မျိုးစုံသည် အချိန်မှားသည်နေရာမှားသည်ဖဏတ်မှားသည်လက်ဖွဲ့မှားသည် တိတ်မကြခင်ကလေးရပင်မဟာစီတာတနာရိတ်တံတွင်ပြုလုပ်သောမင်္ဂလာဆွန်ကျွေးကိုတန်တီးဒုက္ခသူမှပြီးရောက်သွားသည်ခိုမာကလည်းမင်္ဂလာတပွဲရှိနေတော့လက်ဖွဲ့ပေးပြီးဝင်စားသည် အသည့်တွေလည်းမတွေ့ပါလားဟုတော့အထင်သာပင်အပြန်ကြမအပေါ်ဝရင်ရက်နှုတ်ဆက်နေသောမင်္ဂလာမောင်နှံဤမိဘများသည်သူတို့မေးစုတွေမဟုတ်မှန်းသိတော့သည် နောက်တစ်ခါကလည်းရှိသေးသည် စတဲ့နိုင်မင်္ဂလာဆောင်ကိုတနာယီမှဖတ်ထားကြခြင်းဖြစ်သည် သူတို့ရောက်သွားတော့ဧည့်သည်ပရိသတ်များပြီးနှုတ်ဆက်ပြီးတဝုံဝုံပြန်နေကြပြီဖြစ်သည်သူတို့နှစ်ဦးလည်းခက်ရှက်ရှက်နဲ့ရောရောင်နှုတ်ဆက်ခါပြန်ခဲ့ကြရသည်အဲ့ဒါတည်းဆိုတာကဖဏမှားစီးသွားတာပဲဒေါခင်မေချောကဆက်တွေ့သည်ဖလုံရင်တတိကြောင့်ပူနွေးနေသောကဘာကြီးသည် အခုတလောပို့ပြီးပူလာသည်ဟုထင်ရသည်မင်္ဂလာဆောင်ဆိုတော့လေအီတလီဖဲဆာကိုလက်ရှိချုပ်ထားသည် ထူထူပိတ်ပိတ်အင်ကြီးစာကိုဝတ်ပြီးပဝါပါခြုံထားရတော့ချွေးကတပြိုက်ပြိုက်ကျလာသည်လူပါမကစိတ်ပါအိုက်ဆက်ပြီးအပူတွေတလှက်လျက်ပြန်နေသည်ဝေဒနာကိုအမြဲရှုမှတ်ရမည်ဆိုတော့အိုက်တယ်အိုက်တယ်အရန်ကိုအိုက်တယ်အိုက်ပြင်းအိုက်တယ်ဟုဒေါသပါပါတွေးရင်အလူမင်္ဂလာဆောင်များတွင်စီးလေးရှိသောဂရီပါဖက်နှက်အစာခြံထဲဆင်းပင်ချော်မလဲအောင်စီးလေးရှိသောတခွက်ခွက်မီတက်သည့်ကော်ဖက်နှက်ကြီးကိုအမေမေအလျော်လျော်နှင့်ကောက်ရင်းဆွလာခဲ့မိသည် မင်္ဂလာခမ်းမတွေကိုခက်ချော့ချော့လေးရှောက်ဝင်လာတော့အခါမှခွက်ခနဲခွက်ခနဲမြည်နေတော့အတန်ကိုတရိထားမိသည်ကိုချီတော့ကိုကိုအလန့်တကြားငုံကြည့်လိုက်တော့ရွှွနေပေးနေသောအညိုရောင်မွဲဆုပ်ဆုပ်ဖက်နှက်ကြီးကိုတွေ့ရသည်စိတ်ညစ်လိုက်သည်မှစိုးဝေရမရှိပြီဒါပေမဲ့သူကငတ်တဲ့ဆိုးပါတယ်သူ၏အိမ်ဦးနှက်ကြီးဥမမောင်တွေ့ရတဲ့ခေသူမဟုတ်ပါ သူ့တဲ့ပင်မှားတတ်ပါသည်သူ့လိုကော့ဖက်နှက်စီးနာခြင်းတော့မဟုတ်ဂရီပါဖက်နှက်ကိုဟုတ်တိပတ်တိစီးနာခြင်းဖြစ်သည် တို့တော့သူဖနက်ကညာဘက်ကအနီရောင်ဘယ်ဘက်ကအပြာရောင်မို့ကျွဲတစ်ဖက်နွားတစ်ဖက်ဖြစ်နေလေသည်ဒီထက်ဆိုးတာကဖနက်တစ်ဖက်ထားပစ်ခဲ့တာပဲမင်္ဂလာဆောင်အသွားတွင်တားအငယ်တို့ဝင်ပြီးမုံဟင်းကားပို့စင်ကဖြစ်သည်တားငယ်ကမုံဟင်းကားကြိုက်သည်အိမ်မှာလည်းမုံဟင်းကားချက်ဖြစ်တော့ဒေါခင်မေချောကပို့ကျင်သည်တားငယ်နေသည်ကကန်ထရိုက်တိုက်ငားလွာကဖြစ်သည် ဥမမောင်တို့ကတော့မောစရာမရှိမောစရာကိုရှာတယ်ငားတော့မတက်နိုင်ဘူးနော် သူ့ဝယ်စားခြင်းဝယ်စားလိမ့်မပေါ့ဟုပြောလေသည်ဒီတော့လေတအကြိုက်ပို့ခြင်းစားစီခြင်းသောအမိကကျိုးကြီးကြီးထမိမှာခောက်တာယူမှပြီးငါးတက်ကိုမဝင်းငါးချင်ဆွဲ၍တက်ရလေသည်ဒေါခင်မေချောတက်သွားတော့ဥမမောင်တို့ရခေပင်ရိတ်တွင်ကားထိုးရက်ပြီးကားပေါ်မှခြေတစ်ဖက်အောက်ချကအေးအေးလူလူထိုင်သည်ဂျာနယ်လေးဖတ်လိုက်ရက်ကလေးခတ်လိုက်ကိုဒုက္ခကိုအတော်ရှာတဲ့မိမဟုစဉ်းစားလိုက်လက်ပတ်နိုင်ကြည့်လိုက်နဲ့အလုံးရှုပ်နေသည် ဒေါက်ခင်မီချောမော်ကြီးပိုင်းနဲ့ပြန်ရောက်လာတော့ကြာလိုက်တာမိမာရနောက်ကြတော့မှာပဲဟုအပြစ်တင်ရင်ကားကိုအမြန်ဆန်လို့သည်ကားပြင်နေချထားသောခြေတော့ကိုဖြတ်ခနဲပြန်သွင်းလိုက်ချိန်တွင်ဖနက်ပါမလာတော့သည်ကိုသူသတိမထားမီမင်္ဂလာဆောင်ကျင်းပရာဟိုတယ်ရောက်ပြီးကားပေါ်မှာဆင်းတော့သူခမညာဖနက်တစ်ဖက်သေးသာရှာတွေ့တော့သည်ကြံတစ်ဖက်ကခေပင်ရိတ်တွင်အိတ်ဆက်နေခဲ့ပြီ။နှစ်ဖက်ကြရင်လက်ဖွဲ့မှမပြီးနဲ့ဦးတော့အမီ အင်းအားလေးပွဲအတွက်ကအနီရောင်စကူနဲ့ထုတ်ထားတယ်။စီရိုနာပွဲကအဝါဖြော့လေး။ခင်တက်မော်ကတတိပေးသည်။အင်းအားလေးမင်္ဂလာဆောင်ကသူတို့သားမှသူတို့နှစ်ယောက်စလုံးတငယ်ချင်းဖြစ်သူဥထွေးမောင်ဤသားဖြစ်သည်။ဂျပန်တွင်သားရောက်လှုပ်လှုပ်ကရင်ဂျပန်မလေးနှင့်အကြောင်းပါခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်သူတို့အတွက်မြမရှုမြော်ခင်လှလှကြောက်စီပကြီးကားလေးဝယ်ထားသည်။မြမရူရလှလှပပပစ္စည်းလေးပေးခြင်းတော်ကြောင့်ဖြစ်သည်။စီရိုနာမင်္ဂလာဆောင်ကတော့သူတို့နှစ်ယောက်စလုံးနှင့်ဆွေမျိုးတော်သည် သူတို့သားကဒခင်မေချောဤတူတော်ကသူတို့သမီးကဥမမောင်တို့ဤတူမဖြစ်သည်မိဘများကလည်းအတင့်အတင့်တတ်နိုင်ကြသည်သူတို့အတွက်ကတော့ဓာတ်ပုံအလဗန်ကောင်းကောင်းတစ်ခုဝယ်ထားသည် သမီးမလာဖြစ်တာကိုဆွဆုတို့မမောင်တို့တောင်းပန်ခဲ့ဦးတော့အမီလှုပ်အားပေးပွဲရှိနေလို့ဆိုတာပြောပြခဲ့နော်သမီးကဆရာမကြီးမို့အလုံများတာသူတို့သိပြီးသားပါသမီးရဲ့တောင်းငယ်လာမှာပဲဟာသူတို့နားလဲပါတယ်ဒခင်မေချောကပြောသည် ဒီမင်္ဂလာဆောင်ကတော့ဆွေမျိုးမင်္ဂလာဆောင်မှုဆွေစုံမျိုးစုံတွေ့ရမည်ဖြစ်သည်သူတို့သားဖြစ်သူမောင်မောင်၏အမိကဒေါခင်မေချောနှင့်ညီမဝမ်းခွဲတော်သည်ငယ်စဉ်တုန်းကမကြီးပင်မကြီးအောက်တွင်ဖန်ခုံကြကလမာစည်းကစားကြထုတ်စည်းတိုးကြနှင့်တခါတရံလည်းညင်းကြခုံကြရန်ဖြစ်ကြရသည်မမောင်နဲ့တားငယ်သည်မိဝင်မိထွက်ဖြစ်သည်တားငယ်ကဲ့သို့ပင်မမောင်ကအသားလက်လက်မျက်ခုံးထူထူနှင့်မြမဆန်ဆန်ချောသည် တို့သမီးဖြစ်သူစုစုကတော့ညညပုပုလုံးလုံးကလေးဖြစ်သည်ညနေထားချိုလာသည်ဖြင့်ဒေါက်ခင်မေချောကစုချိုဟုခေါ်သည်ရုပ်ကတိမ်မလှတော့လေအချိုလေးလွှမ်းထားသည်ဖြင့်ချစ်စရာကောင်းသည်သမီးကမမောင်ကိုစုစုကိုကြည့်ကြနာမမေပြန်ပြောပါမယ်သမီးရဲ့ဒေါက်ခင်မေချောကအာမခံသည်ခင်သက်မော်တာမကပါသူကလည်းစိတ်ဝင်စားနေသည် မမောင်တို့ဆဆုတို့သူတို့မိခင်ဖခင်တို့သူတို့ဤနှစ်ဖက်သောဆွေမျိုးတို့ဘလို့ပြင်ဘလို့ဆင်ပြီးဘလို့ဝစ်စားလာကြမည်ကို သူလည်းစိတ်ဝင်စားနေသည်အပြတ်အသက်ဆက်စုခြင်းစိတ်တည်းလည်းကဲနေပါသည်ဤဝမ်းဆွမြင့်ဒိုရီယာဖွဲ့ကမြမဆဆတ်တချင်းလေးများကို တီးမှုတ်တီးဆိုးနေသည် ကော်ပီတန်နေမကြရသူတို့သမီးမိဘနှစ်ပါးကဂျပန်ယူရကီမိုနိုများကိုဝတ်ထားသည်သူတို့သားမိခင်ဤဦးခေါင်းကရွှေဘာရောင်ကြိုးကြီးကြိတ်ထမိန်တို့နှင့်ဟပ်နေသည် ဤဝဲဆုမြင့်ဖွဲ့ကဒီရောက်နေတော့မမောင်တို့မင်္ဂလာပွဲမှာဘဲဖွဲ့များတီးနေမှာမသိဘူးဥမမောင်တို့ရတွေ့သည်မြမဆန်ဆန်တက်တက်ရဝစ်စားထားသောအဖွဲ့သားများနှင့်အစိုးရများကိုကြည်ရင်ကျင့်နေသည်ခဏနေတော့ဒေါ်တင်တင်များ၏အတန်ကအောင်မြင်စွာညင်ညောင်းစွာထွက်ပေါ်လာသည်သူတို့သားသူတို့သမီးတို့ဟာမင်္ဂလာခမ်းမတဲ့သို့တိမ်မွေ့စွာလှမ်းဝင်လာကြသည်သူတို့သားကပန်းနုယောင်ခေါင်းပေါင်းနှင့်ပန်းနုယောင်ချိတ်ပစိုးကိုဝတ်ထားသည် နှလုံးဤဖောင်ပေါင်းမျက်နာလေးနှင့်သူတို့သမီးလေးကတော့ပန်းနူရောင်ထိုင်မသိင်းအင်ကြီးကိုဝစ်ထားသည်စရုံးပုံပုံလေးတွင်လည်းပန်းနူရောင်ပန်းလေးများဝေးနေအောင်ပန်ထားသည်ငါကဘုတ်တီရွှတ်တွေနဲ့ဝင်လာမယ်အောင်မိနေတာအင်းကျမရောပဲချစ်တည်ရှိလိုက်တာနော်ဟုတ်ပါရှင်သူတို့နှစ်ယောက်ကအတိုင်ဖောက်ညီနေကြသည်လူမျိုးသားနဲ့အကြောင်းပါတော့လေမြမပြည်ပြန်လာပြီးမြမထုံထမ်းဆင်လာရမြမဆန်ဆန်လေးလက်ထက်တော့ခွင့်လွတ်ခြင်းနဲ့နေမိကြသည် မင်းကလေးဘက်ကလည်းဗုဒ္ဓဘာသာပဲကိုးကွယ်ကြတာလေဘာသာတရားလည်းလေးစားကြပါတယ်အဲ့ဒါပဲအရေးကြီးတာပါဗျာမြင်ရလိမ့်မှပြန်ထွက်လာတော့သူတို့ရင်ထဲတွင်အေးနေသည်ကမ္ဘာရွာကြီးဖြစ်တော်မူမှုအိမ်တော်ကြီးများစွာနဲ့လူမျိုးကွဲများရောရှက်လာမည်ကတော့အသေးချပင်ဘာသာနှင့်သာသနာပြတ်မတော်အောင်ဆောင်းရှောက်နိုင်လင်တော်ပေသေးသည်ဟုစဉ်းစားနေမိသည်အခါတော့ပြီးမှကတော့ဒေါက်တင်နေမြတ်အတန်အထူးပဲနော်ကြားရတိုင်းစိတ်သိမ်းထားတယ်အဲ့ဒီလောက်ကောင်းတာ ဆူဆူလိုမင်္ဂလာဆောင်မှာဘယ်သူကအခပေးမလဲမသိဘူးရီတန်နဲ့ကောင်းပါလေသူတို့ဝတ်ထားတဲ့ပန်းတွင်းအောင်ချိတ်ကလေးကမျက်စိထဲမှာလင်းပြီးရှင်းတက်နေတာပဲနော်ဆူဆူကတော့ဘာရောက်ဝတ်မလဲမသိဘူးဆူဆူကအသားနဲ့နှိမ့်ညို့တော့ရွှေဖလားရောက်များဝတ်မလားမသိအဲ့ဒါကလည်းတကယ့်မင်္ဂလာရောက်မဲ့ဒီခါမှာပါခိုးဘက်မင်္ဂလာဆောင်မှာကူလာရတော့ဒီဘက်မှာအနည်းငယ်နောက်ကျနေသည်သားငယ်ကဟိုတယ်အပေါအဝါမှာရက်ဆောင်နေသည်နောက်ကျလိုက်တာဖြစ်ဖြစ်ရသူတို့သားသူတို့သမီးတော်မင်္ဂလာခမ်းမှလည်းဝင်တော့မယ် ဟုတ်လားဟိုမှာလည်းပြောဆိုနှုတ်ဆက်နေရသေးတာကိုသားရသားမိသားဖသုံးသားခွတ်တွတ်တွတ်ရှောက်လာစဉ်ခမ်းမထဲမှာအနောက်တိုင်းတီးလုံးတစ်ခုရှန့်ထွက်လာသည်ဟင်ဘလို့ပါလိဟုစဉ်းစားပြီးမျက်ခုံးပိမိချိန်တွင်မင်္ဂလာခမ်းမထဲသို့လက်ချင်းချိတ်လျက်လှမ်းဝင်နေသော မင်္ဂလာဆောင်တွေကိုနောက်ပိုင်းမှမြင်ရသည်သူတို့သားကအနောက်တိုင်းဝစ်ဆုံဖြူနှင့်သူတို့သမီးကလည်းလှလှဖြူသောဇာကဝင်ရှိကြီးနှင့်ခေါင်းပေါ်တွင်တရဖူနှင့်ဟင်အဲ့ဒါဘသူတွေလဲ ဥမမောင်တွေရတအံ့တော်မေးသည်အဖေကလည်းလေကို့တူတွေဒီမိုင်းတော့မမှတ်မိတော့ဘူးလားတောင်းငယ်ရလည်းတအံ့တော်ပြန်မေးသည်အဖေကြီးကျမတို့တော့မှားနေပြီထင်တယ်ဒေါခင်မေချောကြီးအတန်ကမရေမရဖြစ်နေသည် သူ၏မိဘများမှားယွင်းတတ်ကြသည်ကိုအကြောင်းသိပြီးသားမို့တောင်းငယ်ကလှဲ့ကြည့်သည်ပရမအုံဆုံးခြေထောက်ကိုကြည့်သည်ဥမမောင်တွေရကတိပါဖနက်အပြာနှင့် ဒေါခိမေချောကလည်းဂရီပါပုံတော်ဖနက်အပြာနှင့်စီကွင့်ကလေးများကခက်ရင်ရင်လက်နေသည်သူတို့ဝတ်ထားသော တိုက်ပုံပစူအင်ကြီးထမိန်နှင့်ပဝါတို့သည်လည်းအဆင်ပြေနေကြသည်မမားပါဘူးအမေအဆင်ပြေပါတယ်တားငယ်ကပြောသည်ဒေါခိမေချောကတပြင်းလေးမတိမတာချကရှေ့မင်္ဂလာဆောင်နဲ့နောက်မင်္ဂလာဆောင်မှားနေသလားလို့ပါကွဲဟု ခက်တူတူပြောသည်ဥမမောင်တို့ညနာကြီးကတော့ခက်ညူညူဖြစ်နေသည် အနောက်တိုင်းတီဂီတာနဲ့အတူတလှမ်းချင်းခြစ်တက်နေကြသောသူတို့၏မျိုးဆက်သစ်များကိုလှမ်းကြည့်ရင်မှားတာတော့မှားတယ်ဒါပေမဲ့ဒီတစ်ခါငါတို့မှားတာမဟုတ်ဘူးဟုပြောလေသည်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြင့်တက်ရက်ခံပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။